မိခင်တိုင်းလူလူဟာကိုယ့်ရဲ့ကလေးလေးကိုယ့်ဘိုက်တွင်မှတည်ဆုံမှုမွေးဖွားလိုက်တဲ့အချိန်မှာအသက်မပါလာဘဲနဲ့မွေးဖွားလာမှု ဆိုတဲ့အဖြစ်ဆိုးတွေကိုရှောင်ရှားနိုင်ဖို့အတွက်ကာကွယ်နိုင်ဖို့အတွက်ကိုယ်စွမ်းညံစွမ်းရှိတဲ့တွေအစွမ်းကုန်ကြိုးစားကြမှာအမှန်ပါပဲဒီလိုတည်ဆုံမှုတွေဖြစ်ရခြင်းအကြောင်းမျိုးမျိုးရှိပေမဲ့နောက်ဆုံးတွေ့ရှိထားတဲ့ ဈေးပညာဆိုင်ရာသူတည်တနာအထောက်ထားအများအပြားအရာကိုမွန်ဆောင်မိခင်နေနောက်ဆုံး၃လမှာပက်လက်အိတ်ချင်းအားဖြင့်အဲ့ဒီလိုတည်ဆုံမှုတွေနဲ့ဆက်ဆက်နေတယ်ဆက်သွယ်မှုရှိနေတယ်အဲ့ဒီလိုပက်လက်အိတ်တဲ့အမျိုးသမီးအများစုမှာဒီလိုတည်ဆုံမှုတွေတွေ့ရှိရတယ်ဆိုတာကိုတက်တည်အထောက်ထားအများအပြားတွေ့ရှိထားပါတယ် ။ဒါကြောင့်မို့ဒီတက်တည်ထောက်ထားတဲ့ပုံပေါ်မှာအခြေခံပြီးတော့ကိုဝန်ဆောင်အမေမေတွေနောက်ဆုံး3လကိုဝန်ရဲ့နောက်ဆုံး3လတနည်းအားဖြင့် third trimester နောက်တနည်းအားဖြင့်ကိုဝန်28ပတ်ကျော်လာတဲ့အခါမှာအိယာဝင်တဲ့အခါမှာဘေးဆောင်အချင်းအားဖြင့်ဒီလိုခလေးသေးဆုံးမှုတွေကိုကာကွယ်နိုင်တယ်ဆိုပြီးတော့ပညာပေး recommendation ရှိပါတယ် နော်ပညာပေးတယ်ဆိုတာတိုက်တွန်းနှိုးဆော်ချက်တည်းရှိပါတယ်တိုက်တွန်းကျမတို့တိုက်တွန်းနှိုးဆော်ကြတယ်ဒီလိုလိုက်နာသင်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီလိုတွေးရှိထားတဲ့တက်တည်အထောက်ထားတွေဟာဘလောက်စိတ်ချရတယ်လဲမှန်ရဲ့လားဆိုတော့တော်တော်များများ research လုပ်ထားတဲ့အခါမှာเนาะဒီလိုဘေးဆောင်အိတ်တဲ့အမေမေနဲ့เนาะပက်လက်အိတ်တဲ့အမေတွေကိုကြည့်ထားတဲ့အခါမှာဒီပက်လက်အိတ်ထားတဲ့အမေတွေမှာဒီလိုခလေးသိဆုံးမှုများတယ်ဒီလိုပက်လက်အိတ်တဲ့အမေတွေမှာဒီလိုခလေးသိဆုံးမှုတွေနဲ့ဆက်ဆက်တွေ့ရှိနေတယ်ဆက်ဆက်နေတယ်ဆိုတော့ကိုအသေးအချာတွေ့ရှိထားပါတယ်ဘာကြောင့်ဖြစ်နိုင်တယ်လဲဘာကြောင့်ဖြစ်တယ်လဲဆိုတော့အချက်အတိအကျကို မတွေ့ရှိသေးပေမဲ့ နော်ပြောလို့မရသေးပေမဲ့ကျမတို့ငကူကလေးကတခြားသူတည်တနာတွေကနေတွေးရှိထားတဲ့အချက်အလက်တွေရှိပါတယ်။အဲ့ဒါကတော့နော်ဒီပုံလေးနဲ့ပြောရရင်ပထမဦးဆုံးဒီကိုဝန်ဆောင်မမီတွေဟာနော်ကိုဝန်ရဲ့နောက်ဆုံး၃လဆိုတော့တနည်းအားဖြင့်ကိုဝန်ရင့်လာပြီပေါ့။အဲ့တော့ကိုဝန်ရင့်လာတဲ့အခါမှာ ိတဲ့အတိုင်းဘိုက်ကြီးကလည်းကြီးလာပြီဘိုက်ကြီးကြီးလာပြီခလေးလည်းကြီးလာပြီအထဲမှာအဒီတအိမ်ထဲမှာခလေးရှိမယ်အချင်းရှိမယ်နောက်ရေမွှားရေးတွေရှိမယ်နော်အဲ့တော့အခုဒီပုံလေးကိုကြည့်လိုက်ပေါ့နော်ဒီပုံလေးအတိုင်းဆိုရင်ဒါဆိုကိုဝန်ဆောင်မေမေပေါ့နော်ဘိုက်ထဲမှာဒါတအိမ်ကြီးကကြီးလာပြီဟောခလေးလေးရှိမယ်အချင်းရှိမယ်အေးမွှားရည်တွေနဲ့ရှိမ အဲ့တော့ဒီမေမေကိုကြည့်လိုက်ရင်ဒါကဘေးတိုက်အနေထားပေါ့ဘေးကကြည့်တဲ့အနေထားဒီမေမေကိုကြည့်လိုက်တဲ့အခါမှာဆိုရင်ကြည့်လိုက်ရင်ဒါဒီမေမေရဲ့နောက်ကျော်ဟောဒီမေမေရဲ့ဒါတင်ပစုံယူပြီးတော့အခါကျတော့ကျော်ယူနော်အဲ့တော့ဒီမကိုဒီလိုကြည့်လိုက်တဲ့အခါမှာဒီလိုကြည့်လိုက်တဲ့အခါမှာဒီမှာကိုဝန်းရှိမယ်ပြီးတော့ဒီမှာနောက်ကျော်ရှိမယ်ဒီလိုသဘောမျိုးနော်ဒီလိုသဘောမျိုးအဲ့တော့ဒီမှာကြည့်ကြည့် ဒီကိုဘုံနဲ့เนาะဒီကိုဘုံဒီတအိမ်ထဲမှာရှိတဲ့ဒီကလေးနဲ့ဟောဒီနောက်ကျောနဲ့ကြားထဲမှာဘာရှိလဲဆိုတော့ဟောဒီအနီရောင်ကပင်မသွေးကြောကြီးပင်မသွေးကြောကြီး arteries and veins ပေါ့เนาะသွေးကြောကြီးရှိတယ်သွေးပြန်ကြောကြီးရှိတယ်အဲ့တော့ဒီကိုဘုံဆောင်မိမိကเนาะဒီလိုကိုဘုံရင့်လာတဲ့အချိန်မှာပက်လက်အိတ်လိုက်ခြင်းအပြင်ဘာဖြစ်လဲဆိုတော့ဒီမှာကြည့်ရင်သိနိုင်တယ်ဟောဒီ ဒီကိုဝန်ကြီးတခုလုံးခလေးရောတအိမ်အဲခလေးရောအချင်းရောဒီရေးမွှားရေးတွေရောအကုန်လုံးကဘာဖြစ်မလဲဟောဒီသွေးကြောတွေပေါ်မှာဖိမယ်ဒီသွေးကြောတွေရဲ့အနောက်မှာဘာရှိလဲဆိုတော့အယိုးရှိတယ်ဟုတ်တယ်မလားကြောရိုးရှိတယ်အဲ့တော့ကြောရိုးဆိုတာမာတယ်အဲ့ဒီမာတဲ့ကြောရိုးကြီးနဲ့အပေါ်ကအလေးကြီးနဲ့ဖိထားတဲ့အတွက်ကြောင့်မဟုတ်လို့အလဲမာရှိတဲ့သွေးကြောတွေကဘာဖြစ်လဲဆိုတော့ကောင်းကောင်းသွေးမလျှောက်နိုင်ဘူးအဲ့လိုကောင်းကောင်းသွေးမလျှောက်နိုင်တဲ့အတွက်ကြောင့်မဟုတ်လို့ခလေးစီသွားတဲ့သွေးလျှောက်နှုံကျတယ် ကလေးစီသွားတဲ့တွေးချောင်းတော့ကြတော့ဘာဖြစ်လဲဆိုတော့ကလေးကကလေးကနေပြီးအဲ့ဒီအမေရဲ့သွေးကနေရရှိတဲ့အောက်ဆီဂျင်ရရှိမှုနည်းသွားတယ် ဒါကြောင့်မို့ကျမတို့တခြား research တွေမှာဘာတွေတွေ့ထားလဲဆိုတော့เนาะသူတေသနာတွေအရာဘာတွေတွေ့ထားလဲဆိုတော့အဲ့ဒီလိုပက်လက်အိတ်နေတဲ့အချိန်မှာเนาะခလေးရဲ့အောက်ဆီဂျင်ရရှိမှုနှုံကြတဲ့အတွက်ကြောင့်မလို့ခလေးရဲ့နှလုံးခုန်တန်အပြောင်းလဲတွေဖြစ်သွားတယ်အပြောင်းလဲတွေဆိုတာပုံမှန်ဖြစ်နေတဲ့ပုံမှန်အနေထားကနေပြောင်းလဲသွားတာအများစုအားဖြင့်ခလေးရဲ့ပုံမှန်ကပုံခလေးရဲ့နှလုံးခုန်မှုကပုံမှန်တဲ့ နှိမ့်ချထိုးဆင်းသွားတာမျိုးကို တွေ့ရတတ်တယ်။နော်နောက်တစ်ခုကခလေးရဲ့လှုပ်ရှားမှုအဲ့လိုပက်လက်အိတ်တာကြာလာပြီဆိုရင် ခလေးရဲ့လှုပ်ရှားမှု ပေါ့နော်ခလေးလှုပ်ခလေးလှုပ်တယ်လို့ပြောရဲမလားအဲ့ဒီခလေးရဲ့လှုပ်ရှားမှုလေ quiet ဖြစ်သွားတာငြိမ်သွားတာခလေးကတိတ်မလှုပ်နိုင်တော့တာဒါမျိုးတွေကိုတွေ့ရှိထားရတယ်အဲ့တော့ဒီလိုအချက်မျိုးတွေနဲ့ဆက်ဆက်နေလိမ့်မယ်လို့ကျမတို့ကယုံကြည်တယ် ဒါကြောင့်မို့ကိုဝန်ဆောင်မေမေဒီနောက်ဆုံးသုံးလာတဲ့ကိုရောက်လာပြီတနည်းအားဖြင့်28ပတ်ကျော်လာပြီဆိုရင်ကိုအိတ်တဲ့အခါမှာနေလေကင်းမဲ့အိတ်အိတ်အိတ်ညာပဲအိတ်အိတ်အိတ်ရဝင်တဲ့ position အိတ်ရဝင်တဲ့ position ဟာဘယ်ဘက်ဆောင်အိတ်ပါအိတ်ရဝင်တဲ့အနေအထားဟာဘယ်ဘက်ဆောင်အိတ်ပါဆိုပြီးတော့ကျမတို့ recommendation recommend လုပ်တယ်နော်အကြံဉာဏ်ပေးတယ်ဟုတ်ပြီအဲ့တော့ဘယ်ဘက်ဆောင်အိတ်ဆိုတော့ ိုအိတ်ပျော်သွားတဲ့အခါမှာအိယာဝင်တဲ့အခါမှာတော့ဘဲဘက်ဆောင်အိတ်လိုက်တယ်ကိုအိတ်ပျော်သွားတဲ့အခါမှာတော့ပုံစံမျိုးစုံဖြစ်သွားနိုင်တာပေါ့နော်အဲ့တော့ပုံစံမျိုးစုံဖြစ်သွားနိုင်တယ်ဆိုတော့ဒီ research ကဒီတုတေသနတွေကဘယ်ပေါ်မှာမူတည်ပြီးလှုပ်ထားလဲဆိုတော့စပြီးတော့အိယာဝင်တဲ့ပုံစံပေါ်မှာဘယ်အတိကမူတည်ပြီးလှုပ်ထားတာပြောရရင်စပြီးအိယာဝင်တဲ့ပုံစံမိမိဟာเนาะအဲ့ဒီအမေအမေကပက်လက်အိတ်တဲ့မိမိတွေဟာเนาะ ဒီခလေးသိဆုံးတာများအများတာကိုတွေ့ရတယ်။အဲဘေးဆောင်အိတ်တဲမိမိတွေမှာတော့ခလေးသိဆုံးမှုနည်းတာကိုတွေ့ရတယ်။အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့ကိုစပြီးအိတ်တဲ့ position စပြီးအိတ်ရဝင်တဲ့အနေထားအရေးကြီးဆုံးပဲ။ကျွန်မပြောချင်တာက ညအလေကောင်ရောက်လို့ကိုကရုတ်တရက်နိုးလာတဲ့အခါမှာပက်လက်ဖြစ်နေရင်အော်ငါများငါကလေးကိုအန်ဒီရီတွေပေးမိပြီလားဆိုပြီးအယမ်းကြီးစိုးရင်စိတ်ဝင်သွားစရာမလိုဘူးအဲ့လိုပက်လက်ဖြစ်နေတော့ကိုကိုတွေးရင်ကိုပြန်ပြီးတော့ဘေးဆောင်အိတ်လိုက်အဲ့ဒါပဲလိုအပ်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ခုနပြောထားတယ်အကြောင်းအရာကြောင့် research လုပ်ထားတာကိုကပထမဦးဆုံးစအိတ်တဲ့အနေအထားနောက်တစ်ချက်ကျမတို့သိထားရမှာကလူတွေဟာ ကိုအိပ်ပျော်သွားတဲ့အချိန်မှာပုံစံမျိုးစုံဖြစ်သွားနိုင်ပြီမြဲအကြာဆုံးအနေထားအကပါလဲဆိုတော့အကြာဆုံးအိပ်တဲ့အနေထားကပါလဲဆိုတော့ကိုစအိပ်တဲ့အနေထားပဲတနည်းအားဖြင့်ပက်လက်အိပ်တတ်တဲ့သူတွေဟာလည်းကိုအိတ်တယ်ဥမာဆို၈နာရီအိတ်တယ်ဆိုအဲ့၈နာရီမှာနာယီအများစုကပလက်အနေထားနဲ့ဖြစ်နေလေးရှိပြီးတော့ဘေးဆောင်အိတ်တယ်လေးလူတွေကလည်း အဲ့ဒီနာယီအများစုကဘေးဆောင် အနေအထားပဲဖြစ်နေလေရှိတယ်။အဲ့ဒီဟာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုညတရေနိုးတခြားပုံစံနဲ့နိုးလာတယ်ပလက်အနေထားနဲ့နိုးလာတယ်ဆိုရင်ဘာမှအကြီးကျယ်စပူပန်တော့ကရောက်သွားစရာမလိုဘူး။ဘေးဆောင်ပြီးတော့ပြန်အိတ်လိုက်ပါ။ဟုတ်ပြီ။အဲ့တော့ သူတေသနာတွေအရာနော်ဘေးဆောင်အိတ်ရမယ်ဆိုတော့တက်နိုင်သမျှတော့ကိုကငကူကလေးကဒီဘိုက်ကြီးကရှိနေတဲ့အတွက်ကြောင့်မလို့အိတ်ရတာတော့တက်တောင်းတတာမရှိဘူးနော်အဲ့တော့အများစုအပြင်ပြောရရင်ပက်လက်ကြာကြာလဲမအိတ်နိုင်ကြပါဘူးเนาะဘာလို့ဆိုပိုက်ကြီးရအရှင်းရခံနေတဲ့အတွက်ကြောင့်မလို့ဒါကြောင့်မို့အရန်ကြီးတော့စိုးရိမ်စရာမလိုဘူးဘေးဆောင်အိတ်တဲ့အချင်းကလေးလှုပ်လှုပ်လှုပ်ယုံမယ်ပေါ့เนาะဟုတ်ပြီ ဲ့တော့အိတ်တဲ့အခါမှာဘလို့တွေအကူအညီယူယူလို့ရလဲဆိုတော့နော်ခေါင်းအုံပေါ့နော်ကိုကပလက်ခဏခဏမလန့်သွားစေချင်အောင်မလန့်သွားရအောင် ကိုဘေးဆောင်အိတ်တဲ့အခါအခါမှာအနောက်ဘက်မှာဖက်ခေါင်းအုံလို့ဟာမျိုးခေါင်းအုံထူထူတွေခံထားပေါ့နော်ခေါင်းအုံထူထူတွေခံထားခံထားလိုက်ရင်တော်ယုံနေတော့ပလက်ဖြစ်သွားဖို့ chance ကနည်းသွားတာပေါ့ဒါတစ်ချက်နောက်တစ်ချက်ကကိုဝန် ရင့်လာတဲ့အခါမှာဒီခါးနာတာတို့ဒီဘိုက်အောက်ပိုင်းနာတာတို့ဟာဒါပုံမှန်မှလည်းဖြစ်တတ်တယ်။တနည်းအားဖြင့် pelvic girdle pain or symphysis pubitatis is ပေါ့နော်။အဲ့ဒီဟို pintimus on အယိုးကွင်းကပျော့လာတဲ့အဲပျော့လာပြီးတော့ um အဲ ligament တွေပေါ့နော်။သူ့ရဲ့အဲအနရွတ်တွေအယိုးတွေအဆစ်အဆစ်တွေအဲ့ဒါတွေပျော့လာတဲ့အတွက်ကြောင့်မလို့ကိုယ်ဝန်မှာဖြစ်တတ်တယ်။ နာတယ်အဲ့တော့ဒီလိုလူမျိုးတွေမှာကြတော့ဒီလိုအမျိုးသမီးတွေမှာကြတော့ဘေးဆောင်အိပ်ရတာလွယ်မှာမဟုတ်ဘူးဘေးဆောင်အိပ်ရတာသူတို့နာနိုင်တယ်အဲ့တော့အဲ့ဒီအမျိုးသမီးတွေမှာဆိုပို့ပြီးတော့အဲ့လိုခေါင်းအုံးတွေလုပ်နိုင်တယ်အထူးသဖြင့်ဘေးဆောင်လိုက်တဲ့အခါမှာဒီလိုခြေထောက်ခြေထောက်ပေါ့နော်အဲ့တော့ခြေထောက်နှစ်ချောင်းကအထူးသဖြင့်ဒီလိုတစ်ချောင်းနဲ့တစ်ချောင်းဒီလိုဟို လိန်သွားတာမျိုးဆိုရင်သူတို့ပို့ပြီးတော့နားတယ်သူတို့ရဲ့ဒီ pelvic ပေါ့နော်ဒီတင်ပစုံယိုးကွင်းပို့ပြီးနားလေးရှိတယ်အဲ့လိုမျိုးမဖြစ်အောင်ဒီပေါင်နှစ်ခုကြားထဲမှာခေါင်းအုံးထူထူခွာခေါင်းအုံးထူထူခွာအိတ်တာမျိုးအဲ့လိုမျိုးပေါ့နော်အဲ့လိုအကူအညီတွေနဲ့ဘေးဆောင်ဖြစ်အောင်အိတ်လို့ရတယ်အဲ့တော့ဒါကတစ်ချက်အဲ့တော့ဘေးဆောင်ပြတ်တဲ့ဆအိယာဝင်ကလေးကဘေးဆောင်မိအိပ်ပါအဲရုတ်တရက်နိုးလာတယ်ညလည်းကောင်းနိုးလာလို့ပက်လက်ဖြစ်နေတယ်ဆိုရင်ဘာမှစိတ်ပူစရာမရှိဘူးဘေးကိုပြန်ဆောင်ပြီးတော့အိပ်လိုက်ပါ အဲနောက်တစ်ခုကကြတော့ဘယ်ဘက်ဆောင်အရင်ကောင်းမလားညာအဲ့ဘက်ဆောင်အရင်ကောင်းမလားအဲ့တော့ research တွေလုပ်ထားတယ်။နောက်ဘယ်ဆောင်အိတ်တဲ့အမျိုးသမီးတွေနဲ့ညာဘက်ဆောင်အိတ်တဲ့အမျိုးသမီးတွေမှာခလေးသေးဆုံးနှုတ်ကနှုတ်ကကွာခြားမှုမရှိပါဘူး။ပြန်ပြောမယ်။အဲ့တော့သဘောကတော့ဘယ်ဘက်ဆောင်အိတ်ချင်လဲရတယ်ညာဘက်ဆောင်အိတ်ချင်လဲရတယ်။ဒါပေမဲ့ ဘယ်ဘက်ဆောင်အိတ်တာကတော့ပိုကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ဘယ်ဘက်ဆောင်အိတ်ချင်းအပြင်ကိုကိုထိုင်ခန္ဓာထဲမှာရှိတဲ့အနေအထားတွေအရာကိုရဲ့ကြောက်ကက်ကနေပြီးတော့အဲသွေးအညစ်အကြေးတွေကိုဟိုဘာ ထုတ်ပေးတာမျိုးလည်းပိုကောင်းတယ်ကိုယ်ကိုခန္ဓာထဲမှာရှိတဲ့အရေပိုတွေကိုထုတ်ပေးရတာလည်းပိုကောင်းတယ်တနည်းအားဖြင့်အညစ်အကြေးစွန့်နေပေါ့နော်ကိုယ်ခန္ဓာအညစ်အကြေး toxic ဖြစ်တဲ့ကိုယ်ခန္ဓာထဲက toxin တွေကိုစွန့်ထုတ်တဲ့ဟာမျိုးမှာဘယ်ဘက်ဆောင်အိတ်တဲ့အနေအထားမှာပိုပြီးတော့ကောင်းစေတယ်အဲ့တော့အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့သိထားတာကဘယ်ဆောင်အိတ်တာကတော့ပိုပြီးတော့အကျိုးကျေးဇူးရတယ်ဒါပေမဲ့ဘယ်ကြီးပဲဆောင်အိတ်ဆောင်အိတ်လို့တော့ပဲရမယ်နော်အဲ့တော့ကိုကညောင်းလာတဲ့အခါမှာညာ acceptance အဆောင်အချင်းလည်းရပါတယ်အဲ့တော့အတိကကတော့ဘယ်ဆောင်းဆောင်းညာဆောင်းဆောင်းရတယ်အဲ့တော့အဲ့ရဝင်တဲ့ခင်အချိန်မှာဘယ်ဘက်ကိုဆောင်းအိအညောင်းလာတဲ့အခါမှာညာဘက်ကိုဆောင်းအိလိုက်ပေါ့နော်အဲ့တော့အခုနောက်ဆုံးပြောသွားပြောသွားတာကတော့နောက်ဆုံး summarize လုပ်ရရင်တော့မေမေတို့တွေကိုဝန်က28ပတ်ကျော်လာပြီတနည်းအားဖြင့်ကိုဝန်ရဲ့နောက်ဆုံး3လ ရောက်လာပြီဆိုရင်ပက်လက်မအိတ်ပဲနဲ့အိယာဝင်နာပဲဖြစ်ဖြစ်အိယာများပဲအိယာဝင်နာပဲဖြစ်ဖြစ်နေလေတရေတမောအိတ်တာပဲဖြစ်ဖြစ်တတ်နိုင်ရင်ပေးဆောင်အိပ်ပါเนาะတက်နိုင်ရင်အဘဲဘက်ကိုဆောင်းအိပ်ပါအဲဒါမှမဟုတ်ရင်ညဘက်ကိုဆောင်းအိပ်ပါအဲ့လိုဆောင်းအိပ်ချင်းအားဖြင့်ကိုခလေးလေးရဲ့ကျမ်းမာရေးကိုခလေးလေးရဲ့လုံခြုံမှုတွေကိုကိုကအားဖြည့်ကူညီရရောက်ပါလိမ့်မယ် အားလုံးပဲကျမ်းမာချမ်းသာကြပါစေချစ်စရာကောင်းတဲ့တာတာမီမီလေးတွေကျမ်းမာတဲ့တာတာမီမီလေးတွေကို အောင်မြင်စွာမွေးဖွားနိုင်ကြပါစေ